အားလုံးပဲမင်္ဂလာပါရှင်ကျမတို့ရဲ့ကာတွန်းပုံမြင် channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ရှင်ဆက်ပေးဖို့ရွေးချယ်ထားတဲ့ပုံမြင်လေးကတော့ထမင်းချက်ဟင်းချက်ဆိုတဲ့ပုံမြင်လေးပဲဖြစ်ပါတယ်ကျမကတော့အစစ်စစ်တင်ဆက်တော့အနာပါကဲရော့တမီးလေးဒီမှာအမေလောက်ကြပြီးရဲ့ထမင်းပူပူဟင်းပူပူလေးစားပါအောင်တမီးရဲ့တမီးကထမင်းဟင်းဆိုရင်တော့ပူပူလေးစားရတာကိုကြိုက်တယ်မဟုတ်လားအမေတမီးလည်းဒီလိုစားရတာကြိုက်တယ်လေမိမိရဲ့ပဇက်ပိုက်ထားစမ်းပါနေအကြွားငါဘာမှချက်ပေးထားတာမရှိဘူး မနေ့ကတော့ကကြံတဲ့ထမင်းကြံဟင်းကြံတွေရှိတယ်။အဲ့ဒါကိုပဲသွားစားလိုက်တော့အမေအမေရောက်ဘာဖြစ်လို့သမီးကိုနင်းစင်နေတိုင်းထမင်းဟင်းကြံတာတွေကိုပဲကြွေးနေရတာလဲ။သမီးကအမေရဲ့သမီးအရင်မဟုတ်လို့များလား။နေထင်းကြံတာထင်းငါဘာကိုမှခရုစိုက်နေမှာမဟုတ်ဘူး။ဘလုံးစုံနေအနေနဲ့ထမင်းကြံဟင်းကြံပဲစားရမယ်မှန့်။ရှိုးဝါးစီမှာသမီးနှစ်ယောက်ရှိပါရဲ့။တယောက်ကတော့သူ့ရဲ့သမီးအရင်တန်နူဖြစ်ပြီးနောက်တယောက်ကတော့ရာရှိပါ။သမီးနှစ်ယောက်လုံးကလည်းအခုဆိုရင်တော့အရွယ်ရောက်ရှိလိုလာခဲ့ကြပါပြီ ရှုဘွားကတော့သမီးလျှောက်လုံးကိုခွဲခြားဆက်ဆံပါတယ်။သူရဲ့သမီးအရင်လေးကိုတော့သူကသမီးဟင်းကောင်းကောင်းကြွေးပြီးအကောင်းမွန်အောင်ပြုစုဆောက်ရှောက်ပေးနေခဲ့ပြီးမယ်။သမီးအရင်မဟုတ်တဲ့ရာရှိကိုတော့သူကသမီးချက်ဟင်းချန်သာကြွေးပါတယ်။ဒါပေမဲ့သမီးအရင်မဟုတ်တဲ့ရာရှိကတော့သမီးချက်ဟင်းချန်တွေစားရလေးပဲပြောပါတယ်။အမေကြွေးတဲ့သမီးချက်ဟင်းချန်မှလည်းမြင့်တောင်တွေပါတယ်လို့ခန်းစားရတယ်။သမီးဆုတောင်းမိရဲ့တိလာအမေကျောက်မအိမ်ရောက်သွားတဲ့အခါကျရင်လည်းအခုလိုမျိုးပဲသမီးချက်ဟင်းချန်တွေစားတော့ရပါစေ။ ငါးနှစ်ကိုကောင်းမွန်ပြီးချမ်းသာတဲ့အိမ်ကကောင်းလေးရှာပေးလိုက်မယ်လို့ထင်နေရလားနင်းအစင်အတန်နဲ့ဆိုရင်တော့စိမ့်ရတဲ့အိမ်ကိုပဲတော့အောင်မှာအဲ့ဒီအိမ်မှာသမီးချန်ဟင်ချန်စားလို့ကိုဟါကိုကန်ကောင်းတယ်လို့လည်းတွေးမနေနဲ့အောင်ဒါနဲ့အမေသမီးကိုတော့ကောင်းမွန်ပြီးချမ်းသာတဲ့ကောင်းလေးရှာပေးမယ်မဟုတ်လားသမီးကတော့နင်းစင်နေတိုင်းအရသာရှိပြီးပူပူနွေ့နွေ့ချက်ပြုတ်ထားတဲ့သမီးဟင်းတွေကိုပဲစားခြင်းနဲ့ဘလို့လဲအမေသမီးကိုကောင်းမွန်တဲ့မိသားစုရှာပေးရမယ်နော်ဒါပေါ်သမီးလေးရဲ့ငါသမီးလေးအတွက်အရန်ကိုကောင်းမွန်တဲ့မိသားစုတစုရှာပေးမယ် ဒီလိုနဲ့ရဲ့အနေငယ်ကြောင့်မြင်သွားခဲ့တဲ့အခါမှာတန်နုံနဲ့ရာရှီတို့နှစ်ယောက်လုံလတ်ထပ်သွားခဲ့ကြပါရဲ့ကောင်လေးနှစ်ယောက်လုံကတရွာရဲသားချင်းဖြစ်တဲ့အတွက်ကြောင့်မို့လို့ညီမနှစ်ယောက်လုံကလည်းတရွာရဲမှာပဲသွားရောက်နေထိုင်နေခဲ့ကြရပါရဲ့သူ့သမီးအရင်လေးကိုတော့သူကချမ်းသာတဲ့ကောင်လေးတစ်ယောက်နဲ့လက်ထပ်ပေးခဲ့ပြီးရာရှီကိုတော့ဆင်းရဲတဲ့ကောင်လေးတစ်ယောက်နဲ့လက်ထပ်ပေးခဲ့ပါရဲ့လက်ထပ်ပြီးရကမရင်ကိုရောက်ရှိသွားတာနဲ့ညီမနှစ်ယောက်လုံရဲ့ကံကြမ္မာလုံးဝကိုပြောင်းလဲသွားခဲ့ရပါရဲ့ကံကြမ္မာကြောင့်နှစ်ယောက်လုံအပြောင်းလဲတွေကိုတွေ့ကြုံခဲ့ရတာပေါ့ တန်နူရဲ့ရခုံမအိမ်မှာလဲတန်နူနေထိုင်နေခဲ့ပြီးတရမတော့သူကရခုံမဖြစ်သူကိုပြောပါရီအမေကျမမနှက်စာပြင်ဆင်လိုက်ရတော့မလားချွေးမလေးရေနေအောင်တော့ပြတ်သွားလို့လားရေခဲတတတိုင်းမှာမနေရတော့ကထမင်းတွေပိုသေးရငါထည့်ထားတယ်အဲ့ဒါကိုအပူပြန်လုပ်လိုက်ငါတို့အဲ့ဒါကိုပဲမနှက်စာအနေနဲ့စားမယ်ဒါပေမဲ့အမေဘာလို့ဒါပေမဲ့လဲအိမ်မှာရေခဲတတကိုဘာအတွက်ထပ်ထားတာလဲရေခဲရေထည့်ဖို့အတွက်ပဲရေခဲတတကိုထပ်ထားတာမဟုတ်ဘူးလေ ရေကတအိမ်မှာထထားရဲဆိုတာကသမိဟင်းတွေအကြမ်းမဖြစ်တော့အောင်လို့မပြေးရလေအောင်လို့ထထားတာကဲကဲကဲသွားသွားရေကတတွေကမုတ်တွေကိုထုတ်ပြီးတော့ပြန်နှွေးလိုက်ပြီးရင်တော့အားလုံးစားဖို့အတွက်ပြင်ဆင်ပေးဒီစကားကိုကြောက်ကြရတဲ့အခါမှာတန်နိုးကတော့အတော်လေးအံ့အားသင့်နေပါရင်သူမတွေးနေကြရပေါ့အမေကတော့ဘယ်တော့ကမှငါ့ကိုသမိကျန်ဟင်းကျန်ကျွေးခဲ့တာမျိုးမရှိဘူးဒီမှာချမ်းသာတဲ့ရောက်ခမကငါ့ကိုသမိကျန်ဟင်းကျန်တွေကျွေးနေတယ်ချမ်းသာတဲ့အိမ်မှာငါ့ရဲ့အခြေအနေဒီလောက်တောင်မှဆိုးရွားနေတယ်ဆိုရင်တော့ စင်းရဲတဲ့အိမ်ကိုရောက်သွားတဲ့ရာရှိဘလောက်တောင်မှဆိုးရွားနေမလဲမသိဘူးရာရှိရဲ့အိမ်နဲ့တန်နိုးတို့အိမ်ကတော့နီနီကကက်လေးပါရာရှိကတော့စင်းရဲတဲ့အိမ်ကချွေးမလေးဖြစ်သွားခဲ့ပါတယ်တန်နိုးတယောက်ကဒီစကားတွေကိုစဉ်းစားနေခဲ့တဲ့အချိန်မှာပဲသူ့ရဲ့နှာခေါင်းထဲမှာမီးခိုးအနှံ့တွေကိုရလိုက်ရပါတယ်သူမလည်းနှာခေါင်းကိုပိုတက်နေရင်ဂရင်းပေါက်ကနေအပြင်ကိုသွားချောင်းကြည့်လိုက်ပါတယ်အမလီငါရဲ့စင်းရဲတဲ့ညီမလေးကိုကြည့်ပါအောင်မီးမွှေးနေရလားသူဘာတွေများချက်ပြုတ်နေလဲမသိပါဘူး 음ဘာရီများချက်ပြုတ်နေမလဲဆိုပြီးစဉ်းစားစီရတော့လည်းမလိုပါဘူးစင်ရန်တော်ရဲ့အိမ်မမနဲ့အစောကြီးဘာချက်ပြုတ်မလဲလက်ဖိပဲဖြော်နေရဖြစ်မယ်တနုတရားတို့ဒီစကားတွေပြောဆိုနေခဲ့တဲ့အချိန်မှာပဲရရှိရဲ့ရခမဖြစ်သူပြောတဲ့စကားတန်ကိုကြားလိုက်ရပါတယ်ကဲချွေးမလေးရေအမြန်ဆုံးလက်ဖိဖြော်ပြီးတော့ရင်တော့ရိုတီပူပူလေးတွေနဲ့တခါရဲဟင်းချလိုက်အောင်နှစ်ယောက်ကြာနေနှစ်ယောက်ခတိနှစ်ယောက်လုံးထမင်းစားပြီးအလုပ်ကိုသွားရအောင်မယ်လीဟုတ်ကဲ့ပါအမေရဲ့ကျမမီးလဲမွေးပေးသွားပြီ ။ထမင်းကနောက်ခဏဆိုလို့ရှင်တော့ကြက်ပါပြီးခဏလေးပဲထပ်ဆောင်ပေးပါနော်။အေးပါအေးပါအမရတော့ရရှိနဲ့သူကမအချင်းချင်းပြောဆိုနေတဲ့စကားတွေကိုကြားခဲ့ရတဲ့အခါမှာတော့တန်နူတယောက်ထဲအတွေ့များနေခဲ့ပါရီ။သူမကိုယ့်အကိုပြန်ပြောခဲ့ပါရီ။ကြည့်ပါဦးငါရခမအိမ်နဲ့သူ့အိမ်နဲ့ဘလောက်တောင်မှကွာခြားလွန်လိုက်တလဲ။ငါရဲ့အိမ်ချာသူ့အိမ်ကအများကြီးပိုသားတယ်။ထမင်းဟင်းကိုပူပူနွေ့နွေ့ချက်ပြုတ်စားတောင်းနေကြတယ်။ငါတို့ကချမ်းသာတယ်ဆိုပေမဲ့လေထမင်းကြံဟင်းကြံတွေကိုပဲနှွေးစားနေရတာလေ။ သူတို့ကစင်းရပေမဲ့လည်းထမင်းကြီးကိုတော့ကောင်းကောင်းချက်ပြုတ်စားတော့တတ်ကြတယ်။ဘလို့မဆိုငါးထပ်ပို့ပြီးတော့ငါးညမလေးကကံပိုကောင်းပါလေလေ။အရင်းနီးယားစပြီးတန်တို့ကတော့တယောက်ခမအိမ်မှာနေရထိုင်ရတာအဆင်မပြေတော့ပါဘူး။သူမမိဘအိမ်မှာနေထိုင်ခဲ့စဉ်ကအကြောင်းတွေကိုလည်းအခေါက်ခေါက်အခါခါပြန်လဲစဉ်းစားနေခင်မိပါရင်မိဘအိမ်မှာနေထိုင်ခဲ့တော့ကဘလောက်တောင်ပြောစရာကောင်းလဲ။နေစဉ်နေတိုင်းအရသာရှိတဲ့ထမင်းဟင်းတွေကိုစားတော့ခွင့်ရတယ်။ယောက်ခမအိမ်မှာတော့ဒီရေခဲတတကငါ့ရန်သူဖြစ်နေပြီ။ ဒီထဲမှာထည့်ထားတဲ့အစားအသောက်တွေကိုမစားကျင်ပါဘူးဆိုနေမှာအမြဲတမ်းနှိုးပြီးတော့စားနေရတယ်။ချက်ပြုတ်ထားတဲ့ထမင်းဟင်းတွေကိုရေကဲတာတွေကိုထည့်ထမင်းကြံဟင်းကြံဖြစ်သွားတော့မှပြန်စားဒါတော့မှဒီရင်ကချမ်းသာတယ်ဆိုပြီးတော့ပြောနိုင်သေးလားငါကတော့အရသာရှိတဲ့ထမင်းဟင်းပကူနွေးနွေးပဲစားတတ်တာဘာလို့ရမလဲရအနေနဲ့ဒီပုံစံအတိုင်းပဲကုံဆုံးသွားခဲ့ရပါတယ်တရမတော်တန်တို့ကလည်းသူ့အမေကိုဖုန်းဆက်ပြီးစကားပြောခဲ့ပါရီဟယ်လိုအမေအမေအဆင်ရောပြီလားအေးတမီးလေးအမေကတော့အဆင်ပြေပါရီ နေရောနေအဆင်ပြေရဲ့လားနေရဲ့ချမ်းသာတဲ့ရခမအိမ်မှာနေထိုင်ရတာအဆင်ပြေလိမ့်မယ်လို့အမေထင်ပဲပြောပါရဲအမေရဲ့ဒါပေမဲ့ထမင်းစားတော့ရတာအဆင်မပြေဘူးဟဲဟုတ်လားတမီးရဲ့ဘာဖြစ်လို့လဲဘာရီများဖြစ်ခဲ့လို့ထမင်းစားတော့ရတာအဆင်မပြေရတာလေအမေကလည်းနေ့စဉ်နေတိုင်းကျမထမင်းဟင်းအကြံတွေပဲစားနေရတယ်အမေတိရဲ့အတိုင်းကျမကအမေချက်ကျွေးတော့ကတော့ထမင်းပပူဟင်းပပူပဲစားခဲ့ရလေအဲဒါကြောင့်ထမင်းစားတော့ရတဲ့အချိန်ဆိုရင်တော့ကျမတိတ်ကိုစိတ်ညစ်တယ်ဟုတ်လား ဒီလောက်တော့မှချမ်းသာတဲ့နေရာခမအင်္ဂါထမင်းဟင်းအကြံတွေကိုပြန်တွေးပြီးစားတော့ကြတယ်။ဒါပေမဲ့နေဘာမှအရန်ကြီးလဲစိုးရင်ပူပတ်မနေပါနဲ့။မနေ့ပြန်ကြရင်တော့နေအိမ်ကိုအမေတစ်ချက်လာကြည့်ပါဦးမယ်။အရာအားလုံးအဆင်ပြေသွားလိမ့်မယ်ဟုတ်ပြီလားသမီး။သမီးလေးရဲ့စကားကိုကြားခဲ့ရတဲ့အခါမှာမိခင်ဖြစ်သူတော်တော်လေးစိတ်ညစ်သွားခဲ့ပါရဲ့။နောက်နေ့မှပဲသမီးလေးရဲ့ခမအင်္ဂါကိုတွားဖို့အတွက်ဆုံးဖြတ်ခဲ့ပါရဲ့။ငါသမီးလေးရဲ့အင်္ဂါအလောက်ထိဝေးရလည်းမဟုတ်ပါဘူးလေ။ငါကားလေးငှားပြီးတော့ပဲတွားလိုက်ကြမယ်။ဒီလိုနဲ့တန်နွေရဲ့အမေကလည်းကားလေးစီးပြီး ။သမီးဖြစ်သူရဲ့ခမအိမ်ကိုရောက်ရှိလာခဲ့တဲ့အခါမှာမိသားစုဝင်တွေကကောင်းကောင်းမကြုံဆိုကြပါဘူး။ဒါပေမဲ့ဧည့်သည်ရောက်ရှိလာခဲ့တဲ့အခါမှာတော့သူတို့ထမင်းဟင်းကောင်းကောင်းလေးတွေကိုချက်ပြုတ်ပြင်ဆင်ကြွေးခဲ့ကြပါရဲ့။အားလုံးကလည်းအရသာရှိစွာနဲ့ညစာကိုစားတောင်းနေခဲ့ကြတာပေါ့။ရှိုဘာကတော့ကိုကိုနွန်းနွန်းချက်ပြုတ်ထားတဲ့ထမင်းဟင်းတွေကိုစားတောင်းနေရတဲ့အတွက်သဘောကျနှစ်တန်းနေခဲ့ပါရဲ့။ပြီးတော့စဉ်းစားနေခဲ့ပါရဲ့။သူယူမြယူသွားပြီလားမသိဘူး။သူတို့အိမ်မှာလောက်အရသာရှိတဲ့ထမင်းဟင်းတွေကိုချက်ကျွေးနေရပါပဲ။ စားတော့ပြီးတော့ဘလောက်ကြောင်မှဘိုက်တင်းသွားတယ်လေ။နောက်နေ့ရောက်ရှိသွားခဲ့တဲ့အခါမှာတော့ရှော်ပါတယောက်ဘာတခုမှမစားနိုင်တော့ပါဘူး။နောက်နေ့စားတော့တဲ့အစားတောက်ချင်းမှာထမင်းနဲ့ကြံတဲ့ဟင်းသီးဟင်းရွက်တွေဟင်းတွေကအကြံတွေဖြစ်နေခဲ့ပါပြီ။ဒါတွေကိုမြည်ကြည့်ပြီးသွားတဲ့အခါမှာသူမနှစ်ဖူးထုနေခဲ့ရပါတယ်။ပြီးတော့ပြောခဲ့ပါတယ်။ခမီးခမတ်ရေကျွန်မကထမင်းကြံဟင်းကြံမစားတတ်ဘူး။အော်အမရေအမလည်းထူးစားလိုက်တာနော်။ဒါကထမင်းဟင်းအကြံမဟုတ်ဘူး။ကျမတို့ထမင်းဟင်းတွေအားလုံးကိုရေခဲတတာတွေမှာပဲထည့်သိမ်းထားတာ။ အဲ့ဒါကြောင့်ဒါတွေကလက်လက်ဆက်ရှိပါသေးတယ်စားပါရှင်ကျမတို့အိမ်ကရေခဲစတာကအကြီးအကြီးပဲလေတတ်တမဲအကြီးအကြီးဝယ်ထားတာဒါမှလည်းထမင်းဟင်းတွေကိုထည့်သိမ်းထားလို့ရမှာကျမတို့လည်းအခုလိုထမင်းကိုပဲစားရတာကြိုက်တယ်ခဏခဏဘယ်သူကထမင်းဟင်းချက်ပြုတ်နိုင်မလဲကျမသမီးလေးတန်လို့ရှိတယ်မဟုတ်လားသူကိုယ်တိုင်ချက်ပြုတ်ပေးမှာပေါ့ရှင်။အော်အမရေအိမ်မှာနောက်ထပ်အလုပ်ကိစ္စတွေအများကြီးရှိသေးတယ်။ तू လည်းအားရမမဟုတ်ကြသူ့ကိုဘလောက်တောင်မှအလုပ်တွေခိုင်းရမလဲ။ဒီစကားကြောက်ကြရတဲ့အခါမှာရှိုးဘာဘာတခေါမှထပ်ပြီးမပြောနိုင်တော့ပါဘူး။ ဒီနောက်တမသမီးဖြစ်သူရဲ့ရခမအိမ်မှာနေထိုင်နေစဉ်ကာလတရှောင်းအောင်ထမင်းဟင်အကြံတွေကိုပဲစားတောက်ခဲ့ရပါတယ်။ဒါကြောင့်သူလည်းဒီအိမ်မှာနေရတာအဆင်မပြေတော့ပါဘူး။နောက်ဆုံးမနေနိုင်တဲ့တရမှာတော့သူ့သမီးလေးကိုနှုတ်ဆက်ပြီးပြန်ဖို့အတွက်ပြောလိုက်ပါတယ်။သမီးလေးရဲ့အမေကိုခွန်းတော့ပါအမေဒီမှာထပ်ပြီးတော့မနေနိုင်တော့ဘူး။အမေပထမတွေကဒီအကြောင်းတွေကိုတေချာသိမယ်ဆိုရင်တော့ဘယ်တော့မှလာမှာမဟုတ်ဘူး။နေပြောတဲ့စကားတွေကိုအမေယုံကြည်ပေးခဲ့ရမှာပြီးတော့ဒီအိမ်အကြောင်းကိုလည်းသိရင်ငါနဲ့ုံဒီအိမ်ကသားနဲ့လက်မထပ်ပေးပါဘူး အခုတော့နင်ခမအိမ်ပြောင်းလဲသွားအောင်လို့နင်ပဲတခုတ်ခုတ်ကြိုးစားမှဖြစ်မယ်။ကဲကဲကဲဒါဆိုရင်တော့ငါသွားတော့မယ်နော်။သွားနေရင်လည်းနင်ညီမလေးရဲ့အိမ်ကိုလည်းတစ်ချက်ဝင်သွားကြည့်လိုက်အောင်မယ်။သူရောဘလို့နေထိုင်နေလဲမသိပါဘူး။သူလက်ထပ်ပြီးရင်တော့ငါတို့ကိုမတွေ့ရတာကြာနေပြီလေ။ဟုတ်ကဲ့ဟုတ်ကဲ့ကောင်းပါပြီအမေသွားတွေ့လိုက်ပါအောင်။ဒါနဲ့အမေတယောက်ထဲနေရဆိုတော့ကိုဟောက်ကိုလည်းဂရုစိုက်ပါအောင်နော်။အေးအေးအေးသမီးလေးရေဟုတ်ပြီဟုတ်ပြီဒါဆိုရင်တော့ကောင်းပြီသွားတော့မယ်။ဒီလိုနဲ့မိခင်ဖြစ်သူကလည်းသူ့သမီးနဲ့နှုတ်ဆက်ပြီးနောက်မှတော့နောက်ထပ်သမီးတယောက်ရဲ့အိမ်ကိုထွားသွားခဲ့ပါရီ။ ရုရှားရဲ့ရခိုင်မအင်ကိုရောက်ရှိသွားခဲ့တဲ့အခါမှာတော့ရုရှားရဲ့စင်ရတဲ့ရခိုင်မအင်ကားသူတွေကရှူပေါ်ရောက်လာတဲ့အတွက်ဝမ်းသာပျော်ရွှင်နေခဲ့ကြပါတယ်။အဲ့ဒီရောက်လာခဲ့တဲ့အတွက်အကောင်းမွန်ဆုံးအေဝကျော်ပုံပေးခဲ့ကြပါတယ်။သူတို့အင်ကားတာမန်စားတောက်တွေကိုပဲစားတောက်ရတယ်ဆိုပေမဲ့စားတောက်တဲ့အခါတိုင်းပူပူနွေ့နွေ့ချက်ပြုတ်စားတောက်ကြပါတယ်။ရာရှိရခမအင်ကတန်လို့ရရခမအင်ထပ်ပိုးသားနေအောင်ကိုတွေ့ကြရတဲ့အခါမှာမိခင်ဖြစ်သူကလည်းအံ့အားသင့်နေကြရပါသေး လူရရဲ့လက်ထဲမှာဘာမှရှိတာမဟုတ်ဘူးအရာအလုံးကဘုရားသခင်ရဲ့လက်ထဲမှာပဲရှိရဲဆိုတဲ့စကားကတကယ်ကိုအမှန်ပဲငါရာရှိကိုအမြဲတမ်းထမင်းဟင်းအကြံတွေပဲကြွေးခဲ့တယ်ဒီနေ့ဆိုရင်တော့သူကထမင်းဟင်းကောင်းကောင်းစားတော့ပြီးနေထိုင်နေရပြီတန်တော့ကိုတော့ငါကအမြဲတမ်းထမင်းဟင်းကောင်းကောင်းလေးကိုချက်ကြွေးခဲ့ရပြီးတော့သူကိုချမ်းသာတဲ့အိမ်ကကောင်းလေးတယောက်ကိုရှာပြီးရအောင်လက်ထပ်ပေးခဲ့ပေးမယ်အဲ့ဒီအိမ်ကထမင်းကြံဟင်းကြံစားတဲ့သူတွေဖြစ်နေတယ် အဲ့ဒါကြောင့်ငါသမီးလေးခမရသမင်းချန်ဟင်းချန်တွေကိုပဲကြိုက်ဖဲ့ပြီးတော့စားတောက်နေရပြီ။อืมအဲ့ဒါကြောင့်သမီးမင်းကလေးတွေရဲ့ကန်ကြမာကထူးဆန်းနေဆိုပြီးလူတွေပြောကြတာပေါ့။ဒီလိုပြောနေရှိုးဘွားကလည်းသူ့လောက်ခဲ့တဲ့အမားတွေအတွန်းနှောင်းကြရသွားခဲ့ပါရီ။သူလည်းသူ့သမီးလေးရဲ့အိမ်မှာပြောရွှင်စွာနေထိုင်ပြီးနောက်မှာတော့ရနေငယ်ကြတော့အိမ်ကိုပြန်သွားခဲ့ပါရီ။အရင်နေ့ကစပြီးသူကသူ့ရဲ့သမီးနှစ်ယောက်လုံးကိုတပုံစံအတိုင်းပဲချစ်ခင်ပေးခဲ့ပါရီ။နောက်ထပ်တင်ဆက်ပေးသွားမယ့်ပုံမြင်လေးကတော့ချမ်းတော်တဲ့သမီးဆိုတဲ့ပုံမြင်ပဲဖြစ်ပါရီ။ ရာသီဥတုကအရန်ကိုအေးနေခဲ့ပါတယ်။စုသေးရတို့မိသားစုဝင်တွေအကုန်လုံးကရာသီဥတုတံကိုခံနိုင်မရှိကြဘဲတုံ့ရှင်နေခဲ့ကြပါတယ်။ဒုက္ခပါပဲရှင်။ကျမတို့ကံကိုကစိုးတာပါ။ကျမတို့အိမ်သားမိမလောင်ဘူးဆိုရင်တော့အခုလိုမျိုးဒုက္ခခံစားနေရစရာအကြောင်းမရှိဘူး။အရာအားလုံးဆုံးရှုံးသွားခဲ့ရတယ်။မင်းရလေကွာတကယ်ပါပဲတော်ပါတော့ဒီကိစ္စကိုပဲခဏခဏပြောမနေနဲ့။မင်းတဘွားလုံးအပြစ်တင်ပြီးတော့နေထိုင်သွားမလို့လား။ကံစိုးတဲ့အချိန်ဆိုရင်တော့ငါတို့ကိုဟောက်ကိုဘာမှပြင်ဆင်လို့ရတာမဟုတ်ဘူး။ အရာအလုံးကကံအတိုင်းပဲဖြစ်လာကြရလိ။ငါတို့လည်းမတတ်နိုင်လို့အခုလိုမျိုးတွေးကြုံခန်းစားကြရတာပေါ့။ကံကိုပဲပုံချလိုက်တော့ကဲကဲကဲထထထငါတို့မီးလောင်ကြမယ်မီးလေးမွှေးလိုက်တော့ငါတို့ကလေးတွေအေးလုံးလုံးနေမကောင်းဖြစ်သွားကြရင်ဘယ်လိုလုပ်မလဲ။ဒုက္ခပါပဲရှင်။ညရင်မို့ချုပ်ရှင်ကကျမကိုမီးမွှေးခိုင်းနေရလား။ဒါမီးလောင်ရမယ့်အချိန်လား။ညကလည်းအရန်အောင်မို့ချုပ်နေပြီမီးမလောင်တော့နဲ့ကျမလည်းအိမ်ငိုက်တယ်။ကျမမရာဒီဥဒုအရန်ကိုအေလွန်တော့ကျမမျက်လုံးတော့မမိတ်နိုင်ဘူးကျမတို့တခုခုခြုံဖို့အတွက်ပြင်ဆင်ကြမယ်လေ ငါတို့မှာရှိတာလေးကိုတော့ခလေးတွေကိုခြုံထားပေးလိုက်ပြီးအိမ်မှာနောက်ထပ်ဘာတွေများထပ်ရှိသေးလို့လဲအိမ်မှာစာရီရှိတယ်ကျမရဲ့အဝတ်စားတွေကိုပဲခြုံပြီးတော့အိတ်ကြတာပေါ့မတတ်ပါဘူးလေဒီလိုနဲ့ကျွန်တော်တွေကလည်းအဝတ်စားတွေကိုခြုံပြီးအိတ်ခဲကြရပါတယ်ဒါပေမဲ့လည်းအဝတ်စားပပလေးတွေကအေးထံကိုဘလို့လို့ကောက်ွယ်ပေးနိုင်မှလေလीသူသေးကတော့စိုက်ကားသမားတယောက်ဖြစ်ပါတယ်သူကမနှက်ဆုပ်ဆိုင်ကသွားနေခဲ့ပြီးရတဲ့ပတ်စံလေးနဲ့မိသားစုကိုရှာကျွေးနေကြရပါခရီးတဲ့ကအမြဲတမ်းပုံမမရတတ်ပါဘူး ခရီးသည်ရတဲ့အခါပတ်စံရပြီးခရီးသည်မရတဲ့အခါပတ်စံမရပါဘူး။ပတ်စံမရတဲ့ရမျိုးဆိုရင်တော့စားတောက်ဖို့အတွက်တောင်းသူတို့ခမရအတော်လေးခက်ခဲရပါတယ်။ယနေ့ကမှသူသေးကလည်းစိုက်ကားနေပြီးအိမ်ကိုပြန်လာခဲ့ပါတယ်။ဒီမှာမိမရေဘယ်ရောက်နေရလဲမင်းဘယ်မှာလဲ။လာပါပြီရှင်လာပါပြီလာပါပြီ။ကဲပြောပြောပြောဘာကိစ္စရှိလို့လဲ။ဘာမှမဟုတ်ပါဘူးဒီမှာငါအိတ်တွေယူလာခဲ့တဲ့ခုံဒီအိတ်တွေလေ။ဒါရီကိုမင်းစောင့်တထဲလိုမျိုးတသိတကြလေးချုပ်ထားလိုက်ပါ။ပေါ်ကနေပြီးတော့မင်းအဝိစာအဟောင်းလေးပါလေးကပ်ပြီးတော့ချုပ်လိုက်ပေါ့။ ဒါဆိုတော့ရှင်တော့ငါတို့စူးလည်းမစူးတော့ဘူးဒီတစ်ခေါက်ဆောင်းရောက်ဒီကိုတော့ငါတို့ဒီပုံစံအတိုင်းကြော်ဖြတ်မှရမယ်နောက်နှစ်ကြရင်တော့ဘာလို့ရင်ကောင်းမလဲထပ်ပြီးတော့စဉ်းစားကြမယ်လीတဘောကလုံးကုံဆုံးသွားရင်တော့မှစောင့်တထည်မရတော့ဘူး ਨੇ ကြိုးပါရယ်ကဲပေးပေးပေးဒါရီကိုကျမချုပ်လိုက်မယ်မဟုတ်ရင်တော့တညအောင်လုံးကျမတို့အရန်အေးနေရမှာဒီလိုနဲ့အမျိုးသမီးကလည်းဂုံဒီအိတ်တွေကိုဆက်ပြီးချုပ်လိုက်ပါရယ်လက်နဲ့ချုပ်နေကြရတဲ့အတွက်ကြောင့်မို့လို့အချိန်တွေအများကြီးကုံသွားရပါရယ်ဒါကဇင်းရဲသောက်ရင်အင်ကားဆောင်ဖြစ်ပါရယ် ေးမကြီးဘူးဆိုပေမဲ့သူတို့အတွက်အဆင်ပြေသွားခဲ့ပါရဲ့ဒီအချိန်မှာသူမစားတောက်ဖို့အတွက်တတိယသွားခဲ့ပါရဲ့သမီးကြီးရေဘာလုပ်နေရလဲချက်လို့ပြီးပြီလားဟုတ်ကဲ့ပါအမေပြီးသွားပါပြီဒါနဲ့အမေရဲ့ဆောင်းကရောပြီးသွားပြီအမေတို့ညကြရင်တော့အေးစရာမလိုတော့ဘူးအားလုံးကလည်းသမီးစားတောက်ပြီးသွားတဲ့အခါမှာအိတ်ခဲကြပါရဲ့အရင်တုန်းကလည်းကလေးတွေအတွက်ဆောင်းတစ်ထည့်ချုပ်ထားပေးခဲ့ပါရဲ့ဒီနေ့မှာသူတို့နှစ်ယောက်ချောင်ဖို့အတွက်ဆောင်းကိုထပ်ချုပ်ခဲ့ရပါနွေထွေသွားတဲ့အခါမှာတော့သူတို့ချက်ချင်းအိပ်ပျော်သွားခဲ့ကြပါရဲ့ ရပ်ပေါင်းများစွာကုံဆုံသွားခဲ့ပါတယ်သူတို့ဇောင်းရသည်ကိုတေချာဖြတ်ကျော်နိုင်ပြီလို့လည်းထင်မှန်းနေခဲ့ကြပါတယ်ဒီလိုနဲ့ညနေခင်းတခုမှတစုံတယောက်ကတကားလာခောက်ခဲ့ရပေါ့စုသေးကတကားတဖွင့်ခဲ့တဲ့အခါမှာသူ့မိမရဲ့တငယ်ချင်းနဲ့မိသားစုဝင်တွေရောက်နေအောင်ကိုတွေ့လိုက်ရပါတယ်ဟာမင်းတို့ဘာလားရုတ်တရက်ကြီးကြည့်ပါဦးမိမရေးလာပေါင်းကွာဘယ်သူတွေလာလဲဆိုတာကိုလာထွက်ကြည့်မိသားလေးကလည်းအဲ့ဒီတွေလာတယ်ဆိုတဲ့အကြောင်းကိုသိရနဲ့အတော်လေးလန့်ဖြန့်သွားပါတယ်ဒီမှာအပြင်ကိုထွက်လာခဲ့ပြီးနောက်မှာတော့မေးလိုက်ပါတယ် ဟဲ့ရုတ်တရက်ကြီးပါလားပြောလည်းမပြောအကြောင်းလည်းမကြားပဲနဲ့နင်ရုတ်တရက်ကြီးရောက်လာတယ်ဟုတ်လားဘော်ရီမြောင်အဲ့လောက်တောင်မှလန့်နေရတာလေဟဲ့ငါတို့လာတာမကောင်းလို့လားငါတို့ကိုအထဲဝင်ခွင့်ပေးမလားဒါမှမဟုတ်ဒီမှာပဲငါတို့ရက်နေရမှာလားမဟုတ်တာလာလာလာအိမ်ထဲဝင်ခဲ့လာခဲ့နင်ရုတ်တရက်ကြီးရောက်လာတယ်ဆိုတော့ငါလည်းတော်တော်လေးကိုအံ့အားသင့်သွားတာလေဘာပြောရမလဲဆိုတော့နားတော့နားမလဲတော့ဘူးဒီလိုနဲ့အားလုံးကလည်းအိမ်ထဲကိုဝင်လာခဲ့ကြပြီးထိုင်ခဲ့ကြပါရဲ့ဒီမှာတောင်ငါးယောက်ကြားလေငါတို့ဒီရွာနာလေးကိုပြောင်းရွှေ့လာခဲ့ကြတာ ငါတို့နေထိုင်ဖို့အတွက်အခုချိန်ထိပြင်ဆင်နေတုံးဆိုတော့အိမ်ပြင်ဆင်လို့မပြီးခင်ဒီမှာခဏနေဖို့အတွက်လာတာလေငါတို့မိသားစုဒီမှာနေမှာဆိုတော့နင်တို့အစင်ရောပြေးလားအစင်မပြေးဘူးဆိုလို့ရှင်လဲပြောပါတော့အားနာမနေနဲ့အောင်မိသားလေးကတော့ချက်ချင်းမျက်နှာအယောင်ပြောင်းသွားခဲ့ပါတယ်တမဘာပြောလို့ဘာပြောရမှန်းတောင်မသိတော့ပါဘူးသူကလည်းတယောက်ကြားဘက်ကိုကြည့်လိုက်ပါတယ်သူသေးကလည်းကြောင်တောင်တောင်လေးကြည့်နေခဲ့ရပေါ့စရင်သားရဲ့အိမ်မှာဆောင်းရသည်ကြီးရုတ်တရက်အဲတွေရောက်ချလာပြီရှက်အနေငယ်လောက်ဒီမှာနေမယ်လို့ပြောရင်ပဲသူမဆိုစိတ်ရှုပ်ကြမှာပဲလေ မေတာလေးကလည်းအထစ်ထစ်အငေါငေါနဲ့ပဲပြောခဲ့ပါရယ်။အေးရပါတယ်။နေတော့နေမယ်ဆိုရင်တော့နေကြဒီအိမ်ကိုလည်းကိုယ့်အိမ်ကိုရအောင်လို့သဘောထားပေါ့။ဒါပေမဲ့ငါရဲ့အခြေအနေကတော့နေတွေးတဲ့အတိုင်းပဲ။နေတော့ဘက်ကလိုအချက်တခုခုရှိရယ်ဆိုလို့ရှင်လည်းပြောလေ။အော်ရပါတယ်။ကိစ္စမရှိပါဘူး။ကျွန်တော်တို့နေထိုင်မယ့်နေရာကလည်းစီစဉ်နေပြီ။နှစ်ရက်သုံးရက်လောက်ပဲဒီမှာနေရမှာဆိုတော့အဆင်ပြေသွားမှာပါ။ကျွန်တော်လည်းကျွန်တော်ရဲ့မိမနဲ့ကလေးကိုဘယ်သူ့ကိုယုံကြည်စိတ်ချပြီးထားခဲ့ရမလဲဆိုတော့ကိုမသိရနဲ့။သူတငယ်ချင်းရှိတဲ့အိမ်ကိုပဲခေါ်လာခဲ့ပေးလိုက်ကြပါ။ ်မေတာလီကတော့ဘာမှကိုမပြောနိုင်တော့ပါဘူးသူမအတော်လေးကိုလည်းစိတ်ပြက်လက်ပြက်ဖြစ်သွားခဲ့ပါတယ်သူမအဲ့တယ်ရီကိုဘလို့အဲခံရမလဲအဲဝကြည်ပြွန်ရမလဲသူတို့အဲ့တဲ့အခါကျရင်သူတို့အတွက်အဲ့ရကိုဘလို့ခင်းပေးရမလဲသူတို့ကတော့ဂေါင်းလူအိတ်ကိုစောင်းလို့ခြုံပြီးအိမ်နေခဲ့ကြရတာပါဒါရီအားလုံးကိုတော့သူတငယ်ချင်းနဲ့တငယ်ချင်းဖြစ်သူရဲ့ယောက်ျားတီးသွားလို့ရှင်တော့သူတို့ကိုအထင်သေးတော့မယ်မဟုတ်လား။ညစာအနေနဲ့မိသားလေးကထမင်းနဲ့ပဲဟင်းချလိုက်ပါရီ။ထမင်းစားပြီးသွားခဲ့တဲ့အခါမှာတော့ပြောခဲ့ကြပါရီ ။ထမင်းထင်းကတကယ်စားကောင်းပြီးတော့အရသာရှိပါတယ်။ကျွန်တော်ထမင်းအများကြီးစားလိုက်တယ်နဲ့တွေ့တဲ့ဘိုက်ကိုတင်းသွားတာပဲ။အဲ့လေအိမ်ငိုင်းနေပြီ။ကျွန်တော်တို့ဘယ်မှာအိပ်ရမလဲဆိုတာလေးကိုလည်းတစ်ချက်လောက်ပြတာပြပအောင်။တရလောင်းလျှောက်ပြီးတော့ပြေးလောနေရတာဆိုတော့အိမ်ငိုင်းနေပြီလေ။မေတ္တာလေးကလည်းသူ့တငယ်ချင်းကိုတပတ်ကိုခေါ်ပြီးပြောလိုက်ပါတယ်။ဒါနဲ့ယောက်ျားလေးတွေကိုအပေါ်မှာအိတ်ခိုင်းပြီးတော့ငါတို့အောက်မှာဖျားခင်းပြီးအိတ်လိုက်ကြမယ်ဆိုရင်အဆင်ပြေလား။ဟုတ်ဒါနဲ့လေငါတို့ရှိမှဆောင်းကဩစိတ်ပူမနေပါနဲ့ငါတို့ရှိမှဆောင်းပါလာခဲ့ပါလေ ငါတို့ဘယ်မှာအေးရမလဲဆိုတော့ကိုပဲပြပေးလိုက်ပါတော့ဒီချိန်ကျမှအနေငယ်တော့တော်သေးရဲ့ဆိုပြီးသူမတွေးမိတွားခဲ့ပါတယ်သူကလည်းပြောင်းရနေရင်းနဲ့ပြောလိုက်ပါတယ်ကဲလာပါကျွန်တော်တော့ကိုလာခဲ့ပါအကိုကျွန်တော်တို့အတူတူဆောင်းတစ်ထည်နဲ့အိတ်ကြတော့ပေါ့ဟုတ်တယ်ဟုတ်တယ်အဲ့ဒါကောင်းတယ်ကျမတို့အားလုံးကလည်းအောက်မှာကလေးတွေနဲ့အတူတူဆောင်းတစ်ထည်နဲ့အိတ်လိုက်ကြမယ်ဆောင်းတစ်ထည်နဲ့ငါတို့အားလုံးဘယ်လိုအိတ်ကြမလဲဆောင်းလေးကလည်းပါလိုက်တော့ဒီဆောင်းပပလေးနဲ့လုံချုံပါမလား ဟဲ့နင်ကလည်းအရင်ဆုံးခြုံကြည့်ပါအောင်ဒီဆောင်ကတာမန်ဆောင်မဟုတ်ဘူးအရန်ကိုပါလို့နေဆိုပေမဲ့တတော်လေးနှွေးရယ်လာပါဟဲ့ငါနေကနေဝယ်လာခဲ့တာဒီလိုနဲ့တို့တွေကလည်းအရင်တုန်းကခြုံခဲ့တဲ့ဂွန်ဒီအိတ်ဆောင်တွေကိုအောက်မှာခင်းပြီးနောက်မှာတော့ရူပါယူလာခဲ့တဲ့ဆောင်ကိုတော့တို့ခြုံခဲ့ကြပါရည်ခလေးတွေကတော့နှွေးထွေးလို့နေဆောင်တွေကြမှာပျော်ချွင်းစွာနဲ့အိပ်ပျော်သွားခဲ့ကြပါပြီအမေရဲ့ဆောင်ကလှလိုက်ကြနော်တမီးတို့အိမ်မှာလည်းဒီလိုဆောင်ဝယ်ကြရအောင်လေအေးပါတမီးရဲ့အေးပါအမေတို့လည်းဝယ်ကြမယ်အခုတော့အိပ်ပါတော့ တိုင်းကြရင်တော့ကျောင်းလေးသွားရအောင်မဟုတ်လားတို့ဒီဆောင်ကိုခြုံခဲ့ရတဲ့အခါမှာအရှမ်းကိုနှွေးထွေးသွားခဲ့ကြတဲ့အတွက်ဝမ်းသာနေခဲ့ကြပါရဲ့တကယ်ချင်းဖြစ်သူကြောင့်အခုဆိုရင်တော့ဒီဆောင်ကိုတို့ခြုံခွင်းရကြတာပါတို့အနေနဲ့ဒီဆောင်ကိုကြီးအောင်ကြီးခွင်းရှိခဲ့ကြတာမဟုတ်ပါဘူးညကအိပ်ပျော်သွားလိုက်တာမနက်မိုးလေးမှနှိုးထလာခဲ့ကြပါရဲ့သူတို့ကတော့မနက်စာကိုပြင်ဆင်ပေးနေရင်ထမင်းကြိုက်ထည့်ပေးဖို့အတွက်လဲစဉ်းစားနေပါရဲ့သူကအပြင်ကိုထွက်လာခဲ့ပြီးနောက်မှာတော့သူ့ယောက်ျားကိုပြောခဲ့ပါရဲ့ ဒီမှာရှင်တေးရဲ့သူတယောက်ရှိကပတ်စံနဲ့တော့ချီလာခဲ့အဲဒီရီအိမ်မှာရှိနေတာသူတို့ကိုကြွေးဖို့အတွက်ကိုလည်းကျမတို့စဉ်းစားရမယ်လေอืมဟုတ်တယ်เนาะမင်းပြောတာမှန်တော့လဲမှန်တယ်ငါတို့အဲ့အခြေအနေဘလောက်တောင်မှဆိုးရွားနေလဲဆိုတော့ကိုတော့သူတို့အသိကြတာမဟုတ်ဘူးလေအဲ့ဒါကြောင့်ငါဘယ်မှာပတ်စံချီလို့ရမလဲဆိုတော့တစ်ချက်လောက်တော့ကြည့်လိုက်ပါဦးမယ်ဒါနဲ့ညနေကျရင်မင်းပဲဟင်းနဲ့ထမင်းကြီးပဲချက်မနေနေအောင်เนาะပတ်စံချီလို့ရလာတဲ့အခါကြောက်လို့ရှင်တော့တခုခုအစဉ်ပြေတာလေးချက်ပြီးတော့ကြွေးကြတာပေါ့ဟုတ်ပြီလား ဘလောက်တောင်သဘောကောင်းကြတဲ့သူတွေလဲညရောင်ကတို့ဆောင်နေလဲငါတို့ပေးအိတ်သေးတယ်။ငါတို့ခြုံနေကြဆောင်ကိုတော့ပေးခြုံလိုက်ရင်တော့ငါတို့တော်တော်လေးကိုအရှက်ကွေးမှာ။ဒီစကားတွေအားလုံးကိုတော့ဧည့်သည်လင်မယားနှစ်ယောက်လုံးကြားသွားခဲ့ပါရီ။ဒီစကားတွေအားလုံးကိုကြားခဲ့ရတဲ့အခါမှာနှစ်ယောက်တော့ဝမ်းနည်းနေခဲ့ကြပါရီ။တကယ်ချင်းဖြစ်သူကသူ့အတွက်ကြောင့်ဘလောက်တောင်မှစိတ်ဒုက္ခရောက်နေရရှာလေ။ညနေကျရင်တော့ငါအိမ်ကိုပြန်လာတဲ့အခါတို့လိုအပ်တာတွေအကုန်လုံးကိုဝယ်လာခဲ့ပေးလိုက်မယ်။ဒါဆိုတို့လည်းငါတို့အတွက်ကြောင့်လည်းဘာမှစွန့်ပူပန်စရာမလိုတော့ဘူးပေါ့။ ဆိုတဲ့ကတော့အတော်လေးစ조사ပြီးပတ်စံတော့ချီခဲ့ပေမဲ့ဘယ်မှမမရခဲ့ပါဘူးစင်ရင်တော့ကိုဘယ်သူကပတ်စံပေးမှလဲညနေခင်းမှာတော့စိတ်ပြောင်းဝနေစွာနဲ့သူအိမ်ကိုပြန်လာခဲ့ပါတယ်အိမ်ကပစ္စည်းတွေအများကြီးကိုတွေ့ကြရတဲ့အခါမှာသူတို့လည်းအာအာတင့်ကုန်ကြပါတယ်ဒါပါလေမေတာလီရဲ့ဒါရီအလုံးကိုအကိုကဝယ်လာခဲ့ပေးရပါအော်ကျွန်တော်တို့ဒီမှာရက်အနေငယ်နေမယ်ဆိုလို့ရှင်တော့အိမ်မှာစားတောက်ဖို့အတွက်ပစ္စည်းတွေကတော့လိုအပ်တာပေါ့ဗျာ။ဘာမှအရန်ကြီးလဲအံအားသင့်မနေပါနဲ့။ဒါကအံအားသင့်စရာမဟုတ်ဘူး။ မင်းရလေကွာဒါရီကိုမယူခဲ့ဖို့အတွက်မင်းအင်းလေးနဲ့ငင်းပယ်တဲ့နဲ့မဟုတ်ဘူးလားကျမလည်းပြောပါသေးရဲ့ရှင်သူတို့ကမှနားမထောင်တာဘယ်လိုလုပ်ရမလဲဒီလိုနဲ့ပဲတပတ်အလုံးကုန်ဆုံးသွားခဲ့ပါရဲ့သူကနေ့စဉ်နေ့တိုင်းဈေးသွားပြီးလို့အတဲ့ပစ္စည်းတွေအားလုံးကိုဝယ်လာခဲ့ပေးပါရဲ့ဒီအချိန်မှမိသားစုဝင်တွေအကုန်လုံးကလည်းထမင်းအတူတူကောင်းကောင်းထိုင်စားနိုင်ခဲ့ကြတော့ပေါ့စည်ရင်သားတွေရဲ့နေရက်တွေအားလုံးပြောင်းလဲသွားခဲ့ပါပြီဒါပေမဲ့ဒါရီအားလုံးကရက်အနေငယ်လောက်အတွက်ပါပဲနောက်ဆုံးမှာတော့သူတို့နေထိုင်ဖို့နေရာတစ်ခုကိုလည်းပြင်ဆင်လုပ်ပြီးစီသွားခဲ့တဲ့အခါမှာတော့ သူတို့လည်းအိမ်ကနေပြန်သွားခဲ့ကြပါသေး။ကဲကျော့ဒါကကလေးတွေအတွက်မဟုတ်ဘူး။ဒါကတော့နေအတွက်ယူထားလိုက်နော်။ဟဲ့ဒါရီအားလုံးကဘာတွေလဲ။ဘာလို့ကြားလဲ။နင်ဒါရီအားလုံးကိုယူထားလိုက်ပါ။ဒါနဲ့အကိုအတွက်ကျွန်တော်တခုခုစစ်စင်ထားပါသေးတယ်။ကျွန်တော်ရဲ့အလုပ်လုပ်နေတဲ့ရုံးမှာပဲအကိုအလုပ်လုပ်ဖို့အတွက်ကျွန်တော်အလုပ်တနေရာစာပြောထားပြီးရင်မနေ့ပြန်ကစပြီးရုံးကို အချိန်မီလာခဲ့ပါနော်။အကိုရဲ့ကျေးဇူးကိုကျွန်တော်ဘယ်တော့မှမေ့မှာမဟုတ်ပါဘူးဒီလိုနဲ့တကယ်ချင်းလေးမြောက်နောက်ဆက်ပြီးနောက်မှာတော့ထွက်ခွာသွားခဲ့ကြပါရဲ့ မေတာလီကတော့ဝန်ထဲလုံးလုံးမျက်ရည်တွေကျနေခဲ့ပါတယ်။ဒီအချိန်မှာပဲသူရဲ့ဆောင်ရွေးကြံခဲ့ရာကိုတတိယသွားပါတယ်။သူလည်းအမြန်ပြေးသွားပြီးတော့ဆောင်တွေကိုပေးပါတယ်။ရူပါရဲ့နေရဲ့ဆောင်ရွေးကြံခဲ့ပြီးဟဲ့နေပေါင်းဒီစကားကိုကြားလာတဲ့ရူပါကလည်းရှက်ပြီးပြောလိုက်ပါတယ်။အဲဒီဆောင်တွေကအခုငါတို့ဆောင်တွေမဟုတ်ကြဘူး။နေဆောင်တွေဖြစ်သွားပြီးရှုထားလိုက်ကြတော့ဒါပေမဲ့ဒီလောက်တောင်မှဈေးကြီးတဲ့ဆောင်တွေလေငါတို့အတွက်ဘာဖြစ်လို့များလဲ။နေရလေငါတို့အချင်းချင်းကြားထဲမှာတိုင်ရောစင်ကိုပဲကြည့်ရမှာပေါ့ပြောဆိုပြီးနောက်မှာတော့ရူပါကလည်းသူ့ယောက်ျားနဲ့အတူတူထွက်ခွာသွားခဲ့ပါရီ နောက်ဆုံးမှာတော့သူတို့ရှိမှဈေးကြီးရဲ့စောင်းနှခဲကိုရရှိသွားခဲ့ပါတယ်။သူတဲကလည်းကုမ္ပဏီမှာအလုပ်လုပ်နေခဲ့ပြီးပတ်စံကောင်းကောင်းရသွားပါတယ်။အရာအလုံးကလည်းအဆင်ပြေချောမွေသွားခဲ့ပါတယ်။ဆောင်ရည်မှာရုပ်တရရရှိလာခဲ့တဲ့အဲဒီတွေကြောင့်သူတို့ဘဝပြောင်းလဲသွားခဲ့ရပါတယ်။ဒီဗီဒီယိုလေးကိုကြိုက်နေတဲ့တဲ့ဆိုရင်တော့ကျမတို့ရဲ့ channel လေးကို like လုပ်ပြီး subscribe လုပ်ပေးခဲ့ပါဦးနော်။